အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမကအိမ်အလွမ်းပြေတုပ်ဘူးနှွေးလေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမလိုမျိုးတုပ်ဘူးနှွေးလဲစားခြင်းနဲ့ကတိကထလည်းမများခြင်းဝင်ဆိုရင်တော့ကျမလုပ်တဲ့အတိုင်းလေးလိုက်လုပ်ကြည့်ရင်တော့ရမ်းအဆင်ပြေပါတယ်ရှင်ပထမဦးစွာအရှန်ဆိုင်ကနေပြီးတော့ဝယ်လာတဲ့မွေးတုပ်ဘူးမုတ်လေးကိုကျမတဝက်ထည့်ပါမယ်တုပ်ဘူးမုတ်ကတော့လေလူအနေများပေါ်မူတည်ပြီးတော့ထမှန်ပြီးတော့အသုံးပြုလို့ရပါတယ်တုပ်ဘူးမုတ်ကိုရေအေးလေးနဲ့ဖြော်မယ်အရသာအတွက်တကြားတစွန်းနဲ့စား ားလေးနှင်းငယ်ထည့်ပါမယ်ပြီးတဲ့အခါမှာတော့ကျမကတိုဘူးမုတ်ခဲနေတာလေးတွေရှိတဲ့အတွက်ကျမကစကားလေးနဲ့စစ်ပါမယ်တိုဘူးကြိုတဲ့အခါဝဝလေးဖြစ်အောင်စနစ်မုတ်ကလေးနှင်းငယ်သုံးပါမယ်အယောင်လေးလှအောင်ပေါ့နော်ခောက်ဆွဲကိုတော့ VNM soup လုပ်တဲ့အခါမှာသုံးတဲ့ခောက်ဆွဲကိုအသုံးပြုထားပါတယ် တော်ဘူးနေစားတဲ့အခါမှာအီချာကွေးမပါလို့ရှင်အရသာမရှိသလိုခံစားရတဲ့အတွက်ကျွန်မကတော့အီချာကွေးထဲဖို့အတွက်ဝယ်လာခဲ့ပါတယ်။ ။စီချက်ကိုကျွန်မတသက်မချက်တော့ပဲနဲ့ဒီအနှစ်ဘူးလေးကိုပဲကျွန်မတုံးလိုက်ပါတယ်။ဒီဟာလေးရလေးစီရလည်းမွေးတဲ့အတွက်တော်တော်လေးအဆင်ပြေတယ်။မြေပဲနဲ့နှမ်းလဲပါတယ်ဆိုတော့ကွက်တီပဲပေါ့ရှင်။ air fryer နဲ့ကြော်ထားတဲ့အီကြွေလေးကိုညှက်ထည့်ပါမယ်။ တဝူးနဲ့နဲ့တွဲဆဖို့အချိန်အတွက်ကျမကရှမ်းကျင်ရှာတာမှန်တကယ်ဒါပေမဲ့ရှမ်းကျင်မတွေ့ဘဲနဲ့တက်သွန်တသေးလေးတွေကိုအချိန်ဆိုင်ထားတာတွေ့တဲ့အတွက်ကျမယူခဲ့လိုက်တာပေါ့နော်ဒါပေမဲ့ तू ကတော့ချိုချင်လေးဖြစ်ပေမဲ့နည်းနည်းလေးအချိုဘက်ကိုတော့သွားတယ်ကျမစားချင်တာရမ်းချင်နေတဲ့ဟာကိုပေါ့နော်ဒါပေမဲ့လည်းဒါလေးနဲ့လည်းစင်ပြေပါတယ်ချိုချင်လေးဆိုတော့စင်ပြေပါတယ် ကျွန်မရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့ရောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ကျွန်မကတော့တူဘူးနဲ့စားရင်းနဲ့ပဲဒီကနေ့ vlog လေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ်ရှင်။